ကဲမင်းတို့ငါတို့ဟိုက်မှာထွက်လိုက်ပြီနိုင်ငံကြီးသားတွေကထွက်လိုက်တယ်ကဲအဲ့လိုပဲငါတို့နိုင်ငံကြီးကိုနိုင်ငံကြီးနည်းနဲ့ဖြည့်ရှင်းနေပြီကဲမင်းတို့ဘာဆက်လုပ်မှာလဲအာရွေချက်တွေအများကြီးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဘယ်တော့မှနိုင်ငံကြီးမှာအလကားမပေးပါဘူးအလကားရတယ်ဆိုတာမရှိပါဘူးနော်ရွေချက်တွေလည်းလုပ်ကြတာငါငါကဆိုတာစောင့်မြတ်ကတဲ့ကောင်တွေဖတ်ချုပ်တာဗျအဲ့ဒါပါစောင့်မြတ်ကတဲ့ကောင်တွေလုံးလုံးတဲ့အမှုဗျကျွန်တော်ကဒီလိုတော့ရုပ်ကောမတိုင်ခင်လှုပ်မယ်လို့မထင်ပါဘူးနော်ရုံးချင်းတော့ပြိမယ်လို့မထင်ပါဘူးဒါလဲ very limited ပါ ကျွန်တော်အတိုင်းပြည်နဲ့ပြည်သူလူထုအပေါ်မှာမျက်နှာမူအဲ့မျက်နှာမူတဲ့အလုပ်တွေတော့ကျွန်တော်ဆက်လုပ်တင်ပါမယ်ဒါတော့ကျွန်တော်ပြောချင်တယ်ဟုတ်ကဲ့ဆရာဦးကြည်မြင့်ခင်ဗျာအခုဒီစစ်ကော်မရှင်က နိုဝင်ဘာ26ရက်နေ့မှာ905ကကြီးနဲ့ပြစ်ဒဏ်ကြခံနေရတဲ့သူတွေကိုဟိုပြစ်ဒဏ်လွန်ကြီးချမ်းသာဝင်ပေးလိုက်ပါတယ်ဆိုတော့လူကတော့တော်တော်များများတယ်ဆရာကျင်ညာချက်က3ဆောင်တစ်ဆောင်ကတော့ဟို912ဦးပေါ့နော်နောက်တစ်ဆောင်ကျတော့2361ဦး နောက်တစ်ဆောင်ကျတော့ထွက်ပြေးတိမ်းရှောင်နေတဲ့ဒီ905ကနေပဲ9500ကျော်ပေါ့နော်ဆိုအားလုံးပေါင်းလိုက်ရင်8665ဦးလို့ကျွန်တော်သိရတယ်ဆိုတော့ဒီလိုမျိုးလွန်ကြီးချမ်းသာဝင်ပေးတဲ့နေရာမှာကျွန်တော်တို့ကမရှင်းတာကတခုကဆိုတော့905ကကြီးတွေပေါ့နော်ဒါပေမဲ့ဒီ905ကကြီးတွေကနောက်ထပ်ပြင်မှုတစ်ခုနဲ့တွဲနေတယ်ဆိုရင်ဟိုမလွတ်ပဲထားမှာလားဒါမှမဟုတ်ဒီလူတွေအကုန်လုံးကဒါလွတ်ပေးတဲ့သဘောလားဟို905ကနဲ့အတိကြအမှုဖွင့်ထားတဲ့လူတွေ အားလုံးကိုပဲလွှတ်မှာပါငါငါကတဲ့တခြားပုံမှန်တွေတွေ့တဲ့လူတွေမပါပါဘူးအဲ့လူငါငါကရဲ့လွတ်တဲ့အာဟုတော့ခံစားရမယ်လေတခြားပုံမှန်တွေကြံတဲ့ဟာတော့သူတို့ဆက်ရှိနေမှာပေါ့အဲ့လူပေါ့အဲ့တော့အမှုတွဲနေတဲ့ဟာဒီထဲမှာမပါဘူးပေါ့နော်ငါငါကကြီးတီးတဲ့နေပဲ तू ကလွှတ်ပေးတဲ့သဘောပေါ့ဟုတ်တယ်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 ဒါတွဲနေတဲ့ဟာကြတော့လည်းပဲငါငါကနဲ့ဖွင့်ထားတဲ့ဟာတွေအတွက်ခံစားဝင်ရှိတယ်ခံစားဝင်ရှိမယ်အဲ့ဒါ ဟိုဟိုကျညာချက်၃ဆောင်မှာတစောင်းကကြတော့905ကကြီးပေါ့နော်နဲ့ထွက်ပြေးတင်းရှောင်းရင်းနဲ့နောက်912ပေါ့နော်ထွက်ပြေးတယ်ဆိုပြီးထပ်အမှုဖွင့်လာတာအဲ့အမှုနှစ်ခုနဲ့တရားစွဲဆိုခံရတဲ့9580သူတို့လည်းအမှုရုပ်သိမ်းလိုက်တယ်တဲ့ဆိုတော့ဆိုတော့ဒီလူတွေကပြန်လာလို့ရပြီဆိုတဲ့သဘောပေါ့ဆိုတော့ကျွန်တော်သိထားတာဆရာကလည်း905ကကြီးနဲ့ညည်းရဆိုတော့ဆရာကိုနှိုက်ကရောဘယ်လိုလဲလွတ်လွတ်သွားလို့ပြောလို့ရမှာဟိုကျွန်တော်ကော့တောင်းမှာ ျွန်တော်ရဲ့ဘုန်းကြီးနေမျိုးစဉ်ရဲ့ကြပြားစရာကိုစောဝေရဲ့၃ဟကို၅၅ကနဲ့တရားဆွဲတယ်ပေါ့ညာတရားဆွဲတဲ့ခါကျတော့ဟိုကျွန်တော်တို့ကကိုဗစ်တွေတည်းဖြစ်နေတဲ့ခါကျတော့ကျွန်တော်တို့အာမခံရတာကိုဆေးအာမခံရတယ်ကိုစောဝေနဲ့ကျွန်တော်နေရအဲ့တော့ကျွန်တော်ကိုဗစ်တွေဖြစ်နေခါကျတော့မသွားတော့ဘူးပေါ့ဗျာနောက်တစ်ခါတော့အာနာသိင်းနေအာနာသိင်းလဲတဲ့ခါကျတော့လည်းမသွားတော့ဘူးပေါ့အဲ့လိုဖြစ်တော့လေးလိုသွားလာဖို့ကလည်းအရင်ခက်တယ်ဗျာအဲ့ချိန်တော့အဲ့ဒီခေတ်မှာကျွန်တော်တို့90နှစ်ပေါ့ဗျာ တရားခံမြေးဖွင့်တယ်ဗျငါပုံမှန်90နဲ့တရားခံမြေးဖွင့်တယ်အဲအဲ့ဒီမှုတွေပါသွားတာဗောနော်အဲ့တော့ကိုစောဝေကျွန်တော်ရာအဲ900ကရော90နဲ့ကိုဖွင့်ခံထားတဲ့လူတွေဆိုတော့သူနဲ့ကျွန်တော်နှစ်ယောက်ကတော့ဒီမှုမှာလွတ်တဲ့ထဲမှာဒွင်းင်းခံရဝင်ပါသွားတယ်ဗောဘိုးကြီးနေမျိုးစင်ကတော့ तू ကအဲ့ဒီအမှုကိုပြစ်ဒဏ်ကြခံပြီလို့ဒါနဲ့မဆိုင်တော့ဘူးဗောအဲဒါတစ်ချက်ဗောကျွန်တော်ကြတော့အဲ့လို90နဲ့ဖွင့်ခံလို့ဆိုပြီးတော့ကျွန်တော်ကို ပြည်တော်လူတရားထွတ်တော်ချုပ်ပေါ့ဗျာအဲကျွန်တော်ကလည်းကျွန်တော်ကိုတိုင်းစင်သိမ့်နေပေါ့ဗျာလိုင်းစင်သိမ့်နေအဲအဲ့တော့အဲ့ဒီအမှုကလည်းပဲတကယ်ကြတော့ဒီအမှုကနိုင်ငံတော်ကတော့လူကြီးချမ်းသာကိုပေးလိုက်ပြီဆိုတဲ့အခါကျတော့ကျွန်တော်လိုင်းစင်ကိုလည်းပြန်ပေးရမှာပေါ့တိုးတော့ကျွန်တော်ကတော့ပြန်လျှောက်ရမှာပေါ့အဲဒီသဘောရှိတာပေါ့ဥဒိသဘောရလေအဲကျန်တဲ့လူတွေကတော့အကုန်လူကြီးချမ်းသာကိုအကုန်ပါကြတာပေါ့နော်ဟုတ်ပြီအဲ့တော့ဆရာတခြားအမှုမရှိဘူးဆိုတော့ဆရာကကွင်းလုံးကျွတ်လွတ်သွားပြီဆိုတဲ့သဘောပေါ့ ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အော်ဟုတ်ပြီဆရာဝမ်းသာပါတယ်ဆရာလွတ်ပြီကျွတ်ပြီဆိုတော့ဟုတ်ပြီအဲ့တော့နောက်ထပ်နှစ်ခုပေါ့နောက်ထပ်နှစ်ခုကတော့ဟိုထောင်အသီးသီးမှာပြည့်တန်ကြာခံနေရတဲ့သူတွေပေါ့အဲ့ဒီမှာတစ်ခုကသူကဟို900ကျော်ပေါ့နော်တစ်ခုကကျတော့2361 924ဦးကျတော့သူကဟိုနောက်တစ်ကြိမ်ထပ်မကျူးလို့ရင်းနဲ့အရင်ပြည့်တန်ကိုခံရမယ်နော်အိုနောက်ထပ်2361ဦးကြတော့ तू อ่ะအဲ့ဒါမပါဘူးဆိုအဲ့ဒါကြတော့ဘာဘလို့ကွဲလဲ तू อ่ะ လွှတ်ထားခြင်းအတူတူပဲလေ။အော်ဒီလိုဖြစ်နေပြီဗျ။ဟိုကျွန်တော်သူကသူကရှင်းမထားဘူး။အဲ့ဒါဘာကြောင့်အဲ့လိုခွဲလုပ်လဲဆိုတော့ရှင်းမထားဘူး။ရှင်းမထားတော့ကျွန်တော်တို့ဥပဒေအမြင်နဲ့ပြောရမယ်ဆိုရင်တော့အဲ့924ရောက်ကသူက3နှစ်ထိချနေတာဗောဗျ။အဲ့3နှစ်ထိချတဲ့တူဒီပြန်ဖြစ်သလား။ပြည်ထန်နေပြင်းပြင်းထန်တာဗောဗျ။ကျန်တဲ့လူတွေကခုနကပြောတဲ့2300ကျော်ပါတော့ဟလာတစ်နှစ်လောက်ချထားတဲ့လူတွေ ဒီလိုပေါ်ပါပါဖြစ်ဖြစ်နိုင်တယ်ပေါ့ဗျာအဲ့အဲ့ဘောမှာမူတည်ပြီးတော့ပြစ်ဒဏ်မှာမူတည်ပြီးတော့ဟိုသုံးနှစ်လောက်ချထားတဲ့လူတွေကိုတော့မင်းတို့ကတော့ပိုးပြီးတော့ဟွာပြုတယ်ကြောက်လို့မင်းတို့တော့ပတိတိုင်းအဲဒီတိုင်းရိုးတော့လွတ်မပေးနိုင်ဘူးမင်းတို့နောက်တစ်ခါထားကျူးလုံလို့ရှိရင်အရင်ပြစ်ဒဏ်မှာပေါင်းပြောခံရမယ်ပေါ့ဗျာဒီဘက်က2300ကျတော့အဲ့ဒီ2000ပြဖြစ်ဖြစ်ဖြစ်နိုင်ဆုံးကတော့924ဦးကပြစ်ဒဏ်ကြီးကျန်းနေလိမ့်မယ်ဗျာပြစ်ဒဏ်ကြီးကျန်းနေလိမ့်မယ် ဒါမလို့ငားရဲ့အခုဒီ2000တဲ့360တူကတော့ပြစ်တံမကြံတော့ဖြစ်နေပြီပြစ်တံမကြံတော့ဖြစ်နေမယ်လူရဲ့စိတ်နဲ့တူတဲ့သဘောမျိုးပေါ့ဗျာအဲ့လူတွေကြတော့ဘလို့လို့ပေါင်းယူခံခံကြလို့မလဲလေအဲ့လိုအဓိပ္ပာယ်နှစ်ခုဖြစ်နိုင်တယ်လို့ကျွန်တော်ဒီဒါမလို့အမိတ်နှစ်ခုကိုအဲ့လိုခွဲပြီးတော့ထုတ်တယ်လို့ဒီလိုကျွန်တော်ယူဆပါတယ်ဟို924ဦးကပြစ်တံအများကြီးကြံတာလည်းဖြစ်ရင်ဖြစ်မယ်ဒါမို့သဘောထားပြင်းထန်တဲ့သူတွေဖြစ်ရင်လည်းဖြစ်မယ်သူတို့ယူဆချက်ပေါ့နော်အဲ့ဒါကြောင့် သူတို့တော့ပို့ပြီးတော့အထင်းကုန်တယ်လွတ်တယ်ပြင်းထန်တယ်မပြင်းထန်သဘောလားပြင်းထန်တယ်မပြင်းထန်တယ်ဆိုတော့အဲ့လားတော့ဟိုပြင်းထန်ဘာမှမပါပြီးသားပဲလေပြင်းထန်များများချထားတဲ့လူတွေဖြစ်မှာပေါ့သူတို့ဟုတ်ကဲ့ဆရာအဲ့တော့ဒီ8665ဟုစုစုပေါင်းပေါ့နော်အားလုံးဟို905ကာကြီးတွေဟိုလွတ်ငင်းပေးလိုက်တယ်ဆိုတော့ထူးခြားတာကဒီကည8နိုင်တဲ့တင်းမှာပါပါလေအဲ့တော့အဲ့ဒီမတိုင်ခင်နေ့လေလောက်ညနေလောက်တဲမှာအစား ဗိုလ်ချုပ်စုံမထံအရင်ဆုံးဥကျညာလေအညာချင်းနိုင်ကြရင်လွတ်ဖို့ရှိတယ်ဆိုတော့သူတို့ကလွတ်ဖို့ရှိတယ်ဆိုတော့တခါတရင်အရင်ထုတ်ပြီးတော့ဟိုလွတ်တယ်ပေါ့နော်ဟိုဒီထုတ်ပြန်ညာထုတ်တယ်ဆိုတော့ဒါလေးကတော်တော်ထူးကြရလို့ကျွန်တော်မြင်တယ်ပေါ့လေဒါပေမဲ့ဒီတက်ပို့ထူးကြတာကအမေရိကန်က TPS ကိုရုပ်သိမ်းလိုက်တယ်ပေါ့နော် Temporary Protection Status နဲ့အမေရိကန်မှာနေရတဲ့မြန်မာတွေကိုရုပ်သိမ်းလိုက်တယ်ဆိုတော့ဒီရုပ်သိမ်းတဲ့အကြောင်းအရာသူတို့ရှင်းပြထားမှာမြန်မာနိုင်ငံမှာရွေးကောက်ပွဲလုပ်တော့မယ်ပြီးရင် MNDA TNL နဲ့လည်း စစ်တပ်ကအပြစ်ရက်လိုက်ပြီเนาะနောက်ပြီးတော့တိုင်းရင်းသားဒေသတွေမှာလည်းသူတို့ရဲ့အုပ်ချုပ်မှုကဟိုတည်တည်ငြိမ်ငြိမ်ဖြစ်လာပြီပေါ့လေဆိုဒီလိုမျိုးဟို तू ကပြောပြီးတော့ TPS ကိုရုပ်သိမ်းလိုက်တယ်အဲ့ရုပ်သိမ်းပြီးမကြခင်ရက်ပိုင်းမှာပဲဒါစစ်တပ်ကအခုလိုမျိုး၅၅ကကြီးတွေကိုဟိုလူငယ်ငွေပေးလိုက်တယ်တနည်းပြောရင်ဒါနိုင်ငံရေးကျင်းသားလို့ကျွန်တော်သတ်မှတ်တာကို၅၅ကကြီးတွေဆိုတော့ဒီလိုမျိုးဖြေလျော့ပေးတယ်ဆိုတော့ ဒါကအမေရိကန်ကိုသူကထက်ပြီးရှိုးတဲ့သဘောလားနောက်တစ်ခွက်ပြလိုက်တာပေါ့နော်ငါတို့တော့ပြောင်းလဲမှုတွေလုပ်လိုက်ပြီးအမေရိကန်ကသူတို့ပေါ်တက်ညာအောင်ဒါဒါမျိုးလည်းစဉ်းစားစရာဖြစ်တယ်ဆရာအဲ့တော့ဒီလူမျိုးရဲ့နောက်ကွယ်မှာတခြားယူအချက်တွေများရှိမလားဆိုတာဆရာဘယ်လိုမျိုးမြင်လဲဗျအာယူအချက်တွေအများကြီးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဘယ်တော့မှနိုင်ငံရေးမှာအလကားမပေးပါဘူးအလကားရတယ်ဆိုတာမရှိပါဘူးနော်ယူအချက်တွေလည်းလုပ်ကြတာအဲ့တော့ဒီအစုကစစ်ကောင်စီကနေပြီးတော့ လော်ဘီငှားတာလေဗျအမေရိကန်မှာလေကုမ္ပဏီယူတခုကုမ္ပဏီငှားတာလေအဲ့ပြီးတစ်ခါဥသိမ်းစင်လက်ထက်တုန်းကငှားတာတော့မအောင်မြင်ဘူးအခုဥစားတော့သူတို့အောင်မြင်သွားတဲ့သဘောရှိပုံများတယ်ဒီဒီဆိုရလေမှာနှစ်ခါကြိုးစားတယ်ပထမတစ်ခါကြိုးစားတယ်အစ္စရေးနဲ့ကြိုးစားတယ်ကုမ္ပဏီတခုတော့မအောင်မြင်ဘူးဒုတိယကြိမ်ထပ်ကြိုးစားတာမှာအခုဒီဆိုရငှားတဲ့ကုမ္ပဏီပေါ့လော်ဘီလုပ်တဲ့ကုမ္ပဏီရဲ့လုံဆောင်ချက်ဒီအောင်မြင်သွားတယ်လို့လေလူမှတ်ချက်ပေးကြတယ်ပေါ့ကျွန်တော်လည်းအဲ့တိုင်ယုံကြည်ပါတယ် ောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒါ triangle policy ပေါ့ဗျာ triangle policy ကလည်းအမျိုးမျိုးပြောင်းနေတာဗျာဟိုလိုပြောလိုက်ဒီလိုပြောလိုက်အဲ့ဒီပြောင်းနေတဲ့အချိန်မှာဘုနောပြောဒီဘက်ကစူးစမ်းမှုပေါ့စစ်ကောင်စီဘက်ကစူးစမ်းမှုအောင်မြင်သွားတာပေါ့နော်အောင်မြင်သွားတဲ့အတွက်ကြောင့်မလို့သူကရွေးကောက်ပွဲနဲ့ပတ်သက်လို့အဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့အတိမတ်ပြုတယ်သူကမပြောသေးဘူးညနော်မပြောသေးဘူးသို့တော်လည်းပဲအဲအလားလာတော့ကောင်းတော့တဲ့သဘောရှိတာပေါ့သူအဲ့ဒီခုနကဒီ ဒီအစိုးရနေပြီးတော့အဲ့ဒါကြီးညာချက်တော့မှကြည့်လိုက်မယ်စစ်ကောင်စီကလည်းကြီးညာတဲ့ကြီးညာချက်ပုံစံမျိုးတွေအားစကလုံးတွေအကုန်လုံးကစရုပ်ကောအဒီရုပ်ကောပေါ်တယ်လုံနေပြီးတိုင်းပြည်ချင်းတွေလည်းပဲတော်တော်ကောင်းလာပြီးအဘာဘာညင်မှုပြီးအဲ့ဒါတွေကခင်ဗျအဲ့ကြီးညာချက်ကဗျာဒီဘက်ကဟိုဟိုကိုတင်းကလိုချင်တဲ့ပုံစံကိုအဲ့ကို lobby company ကရေးတင်တဲ့အတိုင်းပဲသူတို့ကလည်းဆက်ပြီးနိုင်ငံခြားရေးဌာနကလည်းလုပ်တယ်လို့တော့ဖြစ်နေကြတယ်အဲ့လိုပြောနေကြတယ်ပေါ့ဗျာမှတ်ချက်လည်းချနေကြတယ်ကျွန်တော်လည်းအဲ့လိုတူးရှိရတယ်ပေါ့ဗျာ ။အဲ့ဒါဘလို့အဲဒီကိစ္စနဲ့ပတ်သက်လို့အဲ့ဒါတွေကအခုဒီဟာကို2500ဖြစ်ပြီးတော့ရင်ဒီစစ်ကောင်စီအစိုးရလည်းပဲအာဒီဟာကိုအဲလိုင်းလျောညီတူဖြစ်တဲ့ဟာပြီးတော့တို့ရွေးကောက်ပွဲကိုလည်းတွကြောညာကျင်တာပေါ့ဗျာကဘာတဝန်းပေါ့။ဘာလို့အခုအာရှကိုလည်းမျက်စာပြစ်လိုက်တာပေါ့။ကဲခင်ဗျားတို့ပြောလို့ကျုပ်နိုင်ငံရေးကျင်းသားတွေထုတ်ပြီးဟာနိုင်ငံရေးကျင်းသားတွေတော့ဒါတွေကပါပြီးခင်ဗျားတို့ပြောလို့ပဲ။ဒါမျိုးတွေပေါ့ဗျာ။နောက်ဒီကြားထဲမှာခင်ဗျားရွေးကောက်ဝတ်တန်းနှီးလိုက်ရင် အပြစ်ကရက်စဲရေးတွေရက်စဲတယ်လို့တော့ကြီးညာကောင်းကြီးညာနိုင်သေးတယ်။ဘာလို့အာဆီယံကထောက်ခံခြင်းနဲ့အိန္ဒိယတို့ထိုင်းတို့ထောက်ခံချက်တွေသူတို့အဲ့လိုလဲမျောမျောလင်းကြောင်မျောလင်းနေတာပေါ့ဗျာ။ဘာလို့အိန္ဒိယကဘူးမလုပ်တော့ဘူးလေ။ထိုင်းကလည်းပြောပြီးငွေကြေးရုံကြီးရ။အာဒီယူကောက်ပွဲနေတယ်ဆိုတော့မဖြစ်နိုင်ဘူး။လုံးဝတရားမျှတတယ်ပြောလာတော့။အဲ့ဒီဘော်တွေမှာလည်းသူတို့တစုံတရာလိုက်ရောတဲ့သဘောမျိုးတွေလှုပ်ရက်တွေလည်းအဲ့ဒီသဘောမျိုးတွေလည်းယူဆလို့ရတယ်ပေါ့။ နောက်တစ်ခုကလည်းပြည်သူနိုင်ငံရေးကိုလည်းထိုးထိုးချရတာထိုးနှဲ့ရတာပဲကဲမင်းတို့ငါတို့ဟိုက်မှာထုတ်လိုက်ပြီးလည်းငယ်ချင်းသားတွေကူထုတ်လိုက်တယ်ကဲအဲ့လိုပဲငါတို့နိုင်ငံရေးကိုနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းနေပြီကဲမင်းတို့ဘာဆက်လုံးပါလဲအဲဒါမျိုးတွေပေါ့ဗျာအဲ့လိုဒီပြည်ဝါလီနဲ့လုပ်တယ်ဆိုတော့ဒီလိုလည်းမှတ်ယူလို့ရမယ်လို့ကျွန်တော်ထင်ပါတယ်ဗျာโอเคအဲ့တော့ရွေးကောက်ပွဲကဟိုနိုင်ငံတကာအများစုကတော့လက်မခံဘူးလေနော်ဟိုအတူရောင်ရွေးကောက်ပွဲလို့ပဲပြောနေကြတော့ ဆိုတော့ဒါကိုသူကခုနဆရာပြောသလိုအာဆီယံအစဟိုလက်ခံလာအောင်ရွေးကောက်ပွဲအောင်စိုက်လာအောင်ပေါ့နော်ငါတို့လုပ်ပြပြီပေါ့နောက်တစ်ခုကအခုလို့ဆရာခုနပြောသလိုပေါ့နော်ဟိုဟိုပြည်တွင်းမှာနေနိုင်ငံရေးကိုနိုင်ငံရေးနှီးရငါတို့ဖြည့်ရှင်းတော့မယ်ဟိုဖြည့်လျှော့ပေးဆိုတဲ့သဘောမျိုးပေါ့နော်ငါရငါကကြီးတီးတန်းဆိုတော့တော်တော်ထူးကြတယ်ဆိုတော့ဒီနောက်မှာဆရာခုနပြောသလိုတနိုင်ငံလုံးပြစ်ခတ်ရစေးပါသူရွေးကောက်ပွဲနေကျင်ညာနိုင်တယ်ဆိုတော့နောက်တစ်ဆင့်အနေနဲ့ရွေးကောက်ပွဲမတန်ခင်မှာ တကယ်ဟိုတမရာကြီးဥဝင်းမြင့်နဲ့နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ကိုရောတစုံတရာဖြေလျှော့တာမျိုးကျွန်တော်ကြားရလာနိုင်လားဆရာအဲ့ပေါ်ဆရာဘယ်လိုမြင်လဲအဲ့ဒါတော့တရားရရင်လို့မဖြစ်ပါဘူးတရားရရင်လို့မဖြစ်ပါဘူးတို့ဘောင်းဆိုဥသိန်းစိန်တို့အတွေ့အကြုံရှိရလေပြီးမှရင်းကပွဲတွေအားလုံးပြီးတော့လွတ်ပေးတာဘူးလေအဲခုပြီးတော့ဒေါ်အောင်ဆန်းစုကြည်ဆိုတာခင်ဗျာဒီဒီ NUG ဒေါ်လာရင်းကြီးတစ်ခုလုံးရဲ့အဲသူတို့ကောင်းတင်ကြတဲ့ပုံကိုလေ အဲသူတခုံးပြောလိုက်တာ ਨੇ တပိုင်နဲ့သူကနိုင်ငံကြီးကိုကပကပကိုလည်းပဲသူကအဲ့လိုမပြအဲ့လိုပုံကူမျိုးကိုဟိုအဲ့လိုပုံကူမျိုးစကားတခုံးထွက်ပြောပါလုံးဝမလိုလားပါအပြောလဲမခံနိုင်ပါဘူးဒါကြောင့်အဲ့ဒီကိစ္စကလုံးဝမဖြစ်နိုင်ပါဘူးညာဟုတ်ကဲ့အဲ့တော့ဘလိုပဲဖြစ်ဖြစ် तू ကဟိုရွက်ကွက်ဝေးပြန်လုံးမယ်ခုနအာနာ၃ရက်ကိုပြန်ဖြေလျှော့ပေးလိုက်မယ်ပြီးရင်ဒီမိုကရေစီလမ်းကြောင်းကိုသွားမယ်လို့ तू အာမခံတယ်လို့ပြောထားတာကိုဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်ဒီဒီမိုကရေစီကိုသွားမယ်ဆိုရင်အခုလိုကိစ္စတွေပါဝင်သူဖြည့်လျှော့ရမှာအများကြီးထက်လုပ်ပေးရမှာပဲလေအဲ့တော့တကယ်ပဲသူကဖြည့်ဖြည့်ချင်းနဲ့အစပြုတဲ့သဘောလို့ပြောရင်ရောကျွန်တော်တို့ဘလောက်မှန်နိုင်မလဲအဲ့ဒီဟာကတော့ဟိုတွင်းဆချက်တွေပေါ့ဗျာတွင်းဆချက်တွေပေါ့ဟိုကျွန်တော်တို့ဆိုလို့ရှိရင်အင်မတန်ဝမ်းမြောက်ဝမ်းသာဖြစ်ဖို့ကောက်တာပေါ့နော်ဟိုကိုယ်ကိုပွင့်ထားတယ်ပုံမှန်ဟာလာလျှော့ပြလိုက်တယ် ဒါလွန်ကြီးရှံဝင်ပြီးရဲဆိုတာအမှန်တန်ကြိုးစိုးဝင်တာအမှန်ကိစ္စပဲသို့တော်လည်းကျွန်တော်တို့ကအစရေကမူနဲ့ပေါင်နဲ့စကားပြောတာပေါ့ကျွန်တော်ကိုအမှုဖွင့်တာဆိုလို့ရှိရင်ဗျာဟို2008ချိန်ကဥပဒေကိုပြင်ဆင်ပြင်ဆင်သေးတယ်လို့အပြင်ဆင်ရမယ်ဆိုတဲ့ဟာလေးရှင်းမင်းနေပဲဗျာတခါတော့မှပြောမိတော့ငားငားနဲ့ဖွင့်တယ်အဲ့တော့အဲ့ဒီမှာကျွန်တော်ကိုအမှုဖွင့်တယ်ဆိုတော့ဘယ်လိုလဲဆိုအခုစရဖအဲ့တော့ ကျုပ်ဖြစ်တယ်ဘုံမူစိုးထုတ်ပေါ့စိုးထုတ်ပေါ့အခုတောက်ကြနေပြီအဲစိုးထုတ်စားပါလို့တော့မှာခင်ဗျာ तू ကနေပြီးတော့ဒီစေဥစည်းချုပ်ကိုတင်ပြပြီးတော့ကျွန်တော်စစ်တပ်ကအမှုဖွင့်လာဗျခင်ဗျာကြည့်ပါဦးဗျာနေမုံနေအဖေဆိုတာမျိုးပေါ့ဗျာအဲ့လိုအပြစ်ရှာတယ်ပေါ့ငါးငါးကဆိုတာတွေကအပြစ်ရှာလားစောက်မြတ်ကတ်တာအပြစ်ရှာလားအဲ့လိုမျိုးတွေပေါ့ဗျာနိုင်ငံရေးလှုပ်လို့မဟုတ်ဘူးဗျာအဲ့လိုမျိုးတွေပေါ့ဗျာနောက်တစ်ခါကျွန်တော်ကျောက်ထားမှာကျွန်တော်နေတဲ့အချိန်မှာ ျွန်တော်အဲ့လိုပဲတစ်ခါကျောက်တရရေးစခန်းကလာရှာတယ်လာရှာပြီးဖမ်းမှုလုပ်တယ်အဲလုပ်တယ်အဲ့ဒါလည်းငါကငါကပဲဘာလို့လဲဆိုကျွန်တော်ကအဲဒီအာနာသိန်းကကိုဝေဖန်လို့ပေါ့ဗျအဲအဲ့ဒါလည်းငါကငါကပဲအမကျွန်တော် NLD NLD မဟုတ်တဲ့အခါကျတော့ကျွန်တော်ကိုတန်းတော်မဖမ်းဘူးပေါ့ဗျအဲနောက်ပိုင်းကျွန်တော်ရဲ့ NUG ပေါ်မှာထောက်ခံတဲ့စကားတွေပါလေပြောလို့ဆိုပြီးတော့ကျွန်တော်လုပ်တယ်အဲ့တော့ပြောချင်တာကတော့ဗါလဲဆိုတော့ဒီနိုင်ငံရေးမှာအဲလုတ်ကြလဲကောင် ဘလောက်ပွင့်လင်းမြင်သာမှုရှိတယ်လေဘာညာဆိုတာမြတ်ပါတယ်လို့သူကစစ်ကောင်စီအရဘလောက်လောက်ပြည်သူတွေပေါ်မှာဘလောက်လောက်လှုပ်ထားလဲရစိုးမှုတွေလှုပ်ထားတယ်အပြစ်တွေဘလောက်လှုပ်ထားလဲဘလောက်ရက်ဆက်ထားလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ဟလာပြည်သူတွေကပူပေါင်းမှုမပူပေါင်းမှုဆိုတာဖြစ်မှာဘူးအဲ့ဒီဟာအပေါ်မှာမူတည်လဲမူတည်သေးတယ်လေအခုကြတော့မှာဟာတော်ပေါ်ဗျာခင်ဗျားနောက်လည်းကျင်နေကြပါအာဒါလေးဘာဖြစ်လာမှာလဲခင်ဗျားဒါလေးတော့ အဲ့လိုပြောလို့မရဘူးလေခင်ဗျာကိုလောက်ထားတဲ့ခါနဲ့လည်းကိုပြန်ချိန်ရမှာနောက်တစ်ခါတိုင်းတိုင်းနဲ့ပတ်သက်တဲ့ဥစ္စာအဲ့တော့သူတို့လုပ်နေတဲ့အပေါ်ယံအပေါ်ယံလောက်နဲ့တိုင်းသားရဲ့လိုလားတာတွေနဲ့လိုလားတာတွေမကိုက်ဘူးဆိုရင်တော့ဘလို့နည်းနဲ့ဒီမိုကရေစီသူတို့ပြောတဲ့ဟာဖော်ဆောင်လို့မရဘူးပြအဲ့ဒါတော့တကန့်ကြီးတကန့်ကြီးစဉ်းစားကြည့်မှနားလည်မှုရလိမ့်မယ်မြင်ရမြင်ရလိမ့်မယ်လို့ကျွန်တော်ဒီလိုမြင်ပါတယ် โอเคအဲ့တော့ကျွန်တော်တို့ကဟိုသူတို့ကဖြေရောဖြေလျှော့တဲ့အပိုင်းကိုကျွန်တော်စဉ်းစားကြည့်တာပေါ့เนาะအခုရွေးကောက်ပွဲမတိုင်ခင်တော့အများကြီးတော့မဖြစ်နိုင်ဘူးဒါအခုတကွက်တော့သူကပြလိုက်ပြီဒါပေမဲ့ရွေးကောက်ပွဲပြီးသွားလို့သူတို့စီစဉ်တိုင်းပြီးသွားလို့ဒီဆိုကောပဲပြောပြောပေါ့เนาะဟိုအဆိုးကပေါ်လာမယ်ဟိုပါလီမန်ပေါ်လာမယ်ဆိုရင်ဒီထက်ပိုပြီးတော့ဖြေကျော့တာတွေဟိုအရင်တပရဥသိမ့်စိန်လို့ရောမြင်ရနိုင်လားဇာအဲ့ဒီပုံမှာဘယ်လိုမြင်လဲအဲ့နာကတော့အခုသူတို့က ဟိုအောင်ပြရိုက်တာပေါ့ဗျာရှေကနဦးပြရိုက်တာပေါ့တွေ့လားကျွန်တော်တို့ဒါရွေးကောက်ပွဲတော့မလုပ်သေးဘူးကျွန်တော်ဖြေလျှော့နေပြီရွေးကောက်ပွဲပြီးရင်ဒီတက်ခံရလို့မျောနေနိုင်တယ်ဆိုတာဟုတ်အဲ့ဒီဟာကိုယုံကြည်အောင်ပေါ့ပြည်ရင်းပြည်ပယုံကြည်အောင်တော့လှုပ်ပြလိုက်တာတော့လှုပ်ပြလိုက်တာပဲဒါတော့လေတကယ်တော့ဘာဖြစ်လာမလားဖြစ်မလားမလားဆိုတာကတော့ကျွန်တော်တို့တွေ့ခဲ့တဲ့စေဆိုးက2.80တမိုင်းရအပြောနဲ့အလုံးတော့မကြီးပါဘူးဂတိလည်းမတည်ဘူး ဟိုစစ်တပ်ကသူ့မူနယ်သူသွားတာပဲသူ့တိုင်းပဲသူသွားတာပဲတကယ်လို့သာပဲအဲ့လိုမဟုတ်ဘဲနဲ့အဲ့လိုစိတ်ကောင်းစင်နာကောင်းစိတ်နဲ့ဆိုအစောကြီးရဗျာအစောကြီးရတိုင်းပြည်ကဒီလိုမဖြစ်ပါဘူးနော်အဲ့တော့အဲ့ဒီပေါ်မှာတော့ဟိုကျွန်တော်ကတော့ဟိုစောက်ကြည့်ပါစီသို့တော့ဒီကိစ္စကတော့တိုးတက်မှုလို့မြင်ပါတယ်ကျွန်တော်ကဒီလိုတော့ရုပ်ကောမတက်ငယ်လွတ်မယ်လို့မထင်ပါဘူးနော်ရုံးချင်းတော့ပြိမယ်လို့မထင်ပါဘူးဒါလဲ very limited ပါ very limited ပါနော်ငါငါကဆိုတာ ဆော့မြတ်ကတဲ့ကောင်တွေဖတ်ချုပ်တာဗျာအဲ့ဒါပဲဆော့မြတ်ကတဲ့ကောင်တွေလုံးလုံးတဲ့အမှုဗျာဘာမှနိုင်ငံကြီးလုံးလို့မဟုတ်ဘူးနိုင်ငံကြီးလုံးလို့မဟုတ်ဘူးနော်ဟိုခုနကဟို like လေးလုံးပြီးတာတို့ဟိုစမ်းကြည့်ပေါ့ဗျာအသေးဘွယ်လေးတွေပေါ့ဗျာကလေးများတယ်မလူငယ်တွေများတယ်ဗျာဟိုကလေးတွေဆိုတော့တို့ရဲ့အဲ့ဒီလူပေါ့ဗျာငါငါဆိုတာတော့အမတန်ပေါ်ပါတဲ့နိုင်ငံကြီးမှုပါအဲ့တော့ပေါ်ပါတဲ့နိုင်ငံကြီးအမှုတော့ကိုစလှုပ်ပြီးတော့အမဲဆွဲကြည့်တာပေါ့ဗျာအဲ့တော့မဲနိုင်ပြီးတဲ့အခါဘယ်လောက်လောက်ဂရိတည်မလဲဆိုတော့ ဟိုစကားတစ်ခုရှိရလေအစိုးရဆိုတော့အစအာယူရတယ်နောက်ပိုင်းအစိုးရလည်းဖြစ်သွားမယူတော့ဘူးအစအာယူရတယ်အဲ့တော့အဲ့ဒီဟာတွေကကျွန်တော်တို့ကတော့သတိထားမှာပေါ့ဗျာဟုတ်ကဲ့ဆရာဘလို့ပဲဖြစ်ဖြစ်အခုကဒါ तू ကနိုင်ငံတကာကိုကစားကွက်နဲ့ကြည့်ရင်နိုင်ငံတကာကိုကစားလိုက်တယ်လို့လည်းမြင်လို့ရတာပေါ့နော်ဘာလို့လဲဆိုတော့ဆရာတို့ကကဟိုယူဆတယ်လို့အမေရိကန်ကမှလော်ဘီတွေလောက်တာအောင်မြင်တယ်ဆိုတော့ဟိုပြောဆိုမှုတွေလည်းရှိနေတယ် ိုဒီပုံမှာထပ်ပြီးနောက်တစ်ကွက်နင်းတဲ့ပုံစံဟုတ်ပြီဒီစစ်ကောင်စီရောသူတကွက်ချင်းသူလာပြီဆိုရင်စစ်ကောင်စီကိုတော်လန်နေတဲ့လူဦးအင်အားစုတွေတထူးသဖြင့်ပေါ် UNG နေနေရရောဒီပုံမှာဟိုဘယ်လိုမျိုးတုံ့ပြန်တင်းနေထင်လဲသူတို့ရဲ့ကစားကွက်ကိုဟိုပထမကွန်ဒိုဝဖိကစားထားတာဗျအင်ဂျီကွန်ဒိုဝဖိစားထားတာအခုဟိုကဟိုကပြန်ပြီးကွန်ဒိုဝနေပါတော့ပြန်ပြီလာပြီလာပြီအဲ့တော့အဲ့ဒီအချိန်နေပြန်လဲတုံ့သက်ပြီးတော့အထိပ်ပိုင်းကောင်းဆောင်လေးပေါ့ဗျလူရောမူတွေမပြင်းတော့ ဒီဒေါ်လာကြီးအောင်ဖို့မလွယ်ဘူးလို့ကျွန်တော်ပြောမြင်ပါတယ်အဲ့တော့နောက်ဆုံးအနေနဲ့တော့ဆရာ့ personal အနေနဲ့ပဲကျွန်တော်မေးချင်ပါတယ်ဘာလို့ဆိုတော့ဆရာကိုယ်နိုင်အခုဂွေလုံးကျွတ်လွတ်သွားပြီလေဆိုတော့ဒါဒါဒါနှစ်ပေါင်း9နှစ်ကြာတော့ဆရာလည်းဒီဒီအမှုထဲမှာချုပ်ချုပ်မိနေတာဘာပဲပြောဆရာလွတ်သွားပြီဆိုတော့ဆရာဘယ်လိုခံစားရလဲအဲ့ဒါလေးရော personal feeling ကပါရှိမလဲအော်ဘယ်လိုခံစားရလဲဆိုတဲ့အခါကျတော့ဟိုတီးပေါက်ပြီးတော့လက်မပြောင်းတာပါဗျာ အတစ်ကကျွန်တော်စာဝတ်နေရတာကျွန်တော်လိုင်းစင်မရှိတော့ဘူး။အနှစ်ကနောက်ထပ်ကျွန်တော်ဘယ်ချိန်ထပ်ဖတ်မလဲဆိုတာကဲဘလူးအာမခံပါလေ။ဘလူးအာမခံပါလေ။အဲ့တော့ကျွန်တော်ဘလူးပြောရမှာလေဘလူးပြောရမှာလေ။ဆက်ပဲပုံနေရမှာလား။ဒါမှမဟုတ်အပြင်မှာထွက်ပြီးဟိုငါလွတ်ပြီးกว่าဆိုပြီးတော့လက်ပိတ်ဆိုင်မှာပွားပြီးဟောလေးလေးချလို့ရှိရင်နောက်ထပ်ထပ်ဖတ်သွားပဲလို့။အဲ့တော့ဘလောက်လောက်လွတ်လပ်ခွင့်ရှိမလဲဆိုတာမှာဒီအောက်မှာတော့ဟိုဟာပြုတ်ရယ်ဆိုတာတော့ ခံစားလို့မရဘူးအဲအဲ့လိုအနေထားရှိပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟိုကတော့ခုလိုလုတ်ပေးတာပေါ့လေဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတော်တင်တယ်ပေါ့တော့အဲ့တော့အဲ့တော့သူတို့ကဆရာကိုဟိုဖြေလျှော့ပေးလိုက်တယ်ပေါ့နော်ဟိုဟိုခုနချုံတော်တော့မချုံတော်ထားဘူးပေါ့ခုနဥပဒေတွေနဲ့ဆိုတော့ဆရာအနေနဲ့ကရောပြန်ပြီးထုံးစံတိုင်းပဲငိုတိုင်းပဲဟိုဒီစစ်ဆိုးရပေါ်မှာဒီစစ်တပ်ပေါ်မှာဟိုဝေဖန်စရာရှိရင်ဝေဖန်မှာပြောစရာရှိရင်ပြောနေဦးမှာပဲလားဆရာဘက်ကရောပြန်ပြီးဖြေလျှော့ဖို့ရှိလား ဟိုကျွန်တော်ကဟိုဘယ်သူမှမဖြေလျှော့ပါဘူးဖြေလျှော့ကြလည်းမလုံလို့ထင်တယ်ဘာစစ်တပ်ကဟိုစစ်မှုရာဥပဒေနဲ့ပတ်သက်တာလေနောက်တစ်ခါတရားဥပဒေမစိုးမှုတာလေကျွန်တော်ဆက်ပြောနေပါတယ်ထို့နည်းတို့ပဲ NUG ဘက်ကနော်ဟိုမအောင်မြင်တာလေလက်စားမှုလေနောက်တစ်ခါကျွန်တော်ထက်တက်လက်လက်ပြောနေတဲ့ဟာလေးပေါ့မှာသူလေးစားလိုက်တာကိုပြုမှုရှိလို့ပြောနေပါတယ်အဓိကတော့အချုပ်ကတော့ဗာလဲဆိုတော့တော့မင်းကဘာကောင်လဲ င်းကဘယ်တော့ဘလူးနဲ့ဘာမတည့်ပါလားဆိုတော့ကျွန်တော်တိုင်းပြီးမျက်နှာမမူတာပဲလေဘသူ့မှာမျက်နှာမမူကျွန်တော်တိုင်းပြီးနဲ့ပြည်သူလူအပေါ်မှာမျက်နှာမမူအဲ့မျက်နှာမူတဲ့အလုပ်ကတော့ကျွန်တော်ဆက်လုပ်နေမှာပဲဒါတော့ကျွန်တော်ပြောချင်တာဟုတ်ကဲ့ဆရာဦးချင်းမင်းကျေးဇူးတင်ပါတယ်ခုငားငားကာကြီးနဲ့ဒီစစ်တပ်ကနေပြီးတော့ဟိုလွန်ကျင်းခွင့်ပေးတဲ့ပုံမှာဆရာကိုတိုင်းဒါဟိုလွန်ကျင်းနဲ့ပါသွားတဲ့ပုံမှာအခုလိုမျိုးဟိုဆရာရဲ့သဘောထားဆရာ personal feeling ကအစာရှင်းပြပေးတဲ့အတွက်ကျေးဇူးပါဆရာဆရာလည်း good luck ပါ 好了，后边结束吧。